ကြီးညာမတက်ဖိနေဇမင်းသားဖြစ်လာတာမဟုတ်ပဲမြန်မာနိုင်ငံမှာအမြင့်ဆုံးပွဲရပြီးတော့ပညာတတ်မင်းသားဖြစ်ကြောင်းကိုပြည်သက်တွေကိုချပြလာတဲ့အောင်စဘူးလက်ရှိမြန်မာစစ်တမင်းလောကမှာအောင်မြင်မှုအမြင့်ဆုံးမင်းသားတစ်လက်ကိုပြပါဆိုရင်အောင်စဘူးကိုလက်ညှိုးထိုးပြမှာပါတစ်ချိန်တုန်းကပို့ချင်းနဲ့စွမ်းဆောင်ရုံကမမရိမြန်မာလီလီရဲ့တိတ်ကိုတိတ်ပိုက်ခဲ့တယ်လို့ခုခေတ်မှာမျိုးဆက်တွေဖြစ်တဲ့ဆိုင်းရင်မုန်းနဲ့အောင်စဘူးကပြည်သက်တွေချားထဲမှာရေပန်းစားစွန်ဖြစ်နေပါပြီအဲ့ဒီထင်ကမှာအောင်စဘူးကတော့ပြည်သက်အခိုင်အမာနဲ့ထိန်းစုံကရက်တီနီရလို့စွန်းအားမှာပါ အောင်စုဟာတညကို300ထောင်ချီပြီးတော့ထိတ်တန်းမင်းသားတရားဖြစ်နေပြီမိသူရဲ့အမွေအားဆက်ဆံရေးကလည်းလုံးဝမမနာမရှိပါဘူးပြည်သက်ဒီပမာရင်းကိုယူသေးသေးစားပြီးဟောရင်ရင်ချင်းကအားလုံးကသိပါပြီဒါဟာခြားခြားမဟုတ်ပါဘူးစက်တမင်တော့ကမှပြည်သက်တွေကိုဖျားတဆူလို့တံမိုထားရင်မင်းသားကြီးဖိုးချီရဲ့တပည့်ရင်းတရားဖြစ်ခဲ့ဝရံကြောင့်ဟောဆရာအထုံးကိုနှလုံးမှုပြီးတိတန့်လင်မာနေတာဖြစ်ပါရင်မကြသေးမီကပြပွားကြီးရဲ့ဖျားတဲ့ခုကိုပြည်သက်ကြီးမှတ်မိကြအောင်ပါပါစမမဖျော်ပြနေတော့ပရိသတ်တယောက်ကခြေထောက်နဲ့ကန်ပြီးတော့ဆူချောင်းငယ်ရဲ့ရိုင်းဆိုင်တဲ့ပြုတ်မှုကိုခံနေရပေမယ့် အောင်သူကရန်ကုန်ရင်ချင်းမတုံ့ပြန်ခဲ့ပါဘူးလူမညာသမားပိသားဇွန်ဒေါ်လာအောင်မျိုးတိတ်ပြီးရုံမျိုးလေးနဲ့ပဲဆက်လက်ကပြဖြောပြေးသွားခင်ပါရဲ့ဒီလိုရင်းဆက်တဲ့စိတ်ထားရောင်းနေပရိသတ်တွေကသူ့ကိုပို့ပြီးတော့လေးစားချစ်ခင်လာကြတာပါဒီလိုစိတ်ထားပြေးသွားရင်မင်းသားလေးအောင်စဘူဟာအခုတစ်ခါမှတော့သူ့ရဲ့ပညာရေးချင်းနဲ့ပတ်သက်ပြီးပရိသတ်တွေကိုအားအားသင့်စင်မဲ့ချက်တစ်ခုကိုချပြလာပါပြီအကျုံကဇမင်းသားဆိုင်ပညာရေးအားနည်းမယ်လို့ထင်ထားကြပါမယ်အောင်စဘူကတကယ်ပညာတဲ့ဘွင့်ရောင်းမင်းသားတရားဖြစ်ပါရဲ့ သူဟာအမျိုးသားရင်ကျေးမှုနဲ့အနုပညာတက္ကသိုလ် National University of AL ကချာကနေဝန်ရမ်းရှိထားတော်လည်းဖြစ်ပါရင်ဒီညာရင်ချင်းချင်းအနုပညာပါရမီတက်ခံမှာရှိမိမှသာတယောက်ခွေဝေးဝန်ရမ်းရှိတာပါ။ရောက်ကြည့်ရခြင်းအောင်စမောဟစာပေတင်ညာမယုံအနုပညာမပါထိုးချံထမြက်တဲ့သူဆိုပြီးတက်တည်ပြနေပါရဲ့တကယ်တော့စက်တမေလောကမှာပညာတတ်တွေရှားပါးနေတော့အများကအထင်ကြီးဆောင်းနေရှိပါရဲ့ဒါပေမဲ့အောင်စမောကတော့ဒီမြင်ဟောင်းတွေကိုပြောင်းလဲပြင်လိုက်ပါပြီ တက္ကသိုလ်ကတင်စားပေးလိုက်တဲ့စာရေးလက်တွေပညာတွေကိုရိုးရသတင်းနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့သူရဲ့တိစက်မှုတွေကပိုပြီးတော့တည့်ရငှပါကတွေ့ရပါတယ်။ဇက်စင်ပြင်းစင်ဘီးလင်းမောင်ကစားခင်မီနဲ့ဒီပညာရှင်နဲ့ပေါင်းစပ်တင်ဆက်တာဟာသူရဲ့ပညာရေးရှင်ကြောင့်လို့ဇုံနိုင်ပါတယ်။ဒါပြင်သူငယ်တွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်လာပါတယ်။အမှုပညာဝန္ဒနာပိုင်ပညာရေးကိုဆောင်ရဆရာမလို့ပဲနောက်ခုစလုံးကိုဟန်ချက်ညီညီစူးစမ်းလိုက်ရတယ်ဆိုတော့သူကလက်တွေ့ပြသသွားတာပေါ့။ဆရာဖြစ်သူဖိုးချီရဲ့ပရိသတ်ကိုလင်းစားမယ်ဆိုတဲ့ဘဝနာနဲ့တက္ကသိုလ်ကရရှိထားတဲ့အမှုပညာစေတူကိုပေါင်းစပ်သွားတဲ့အခါမှာတော့ အောင်စဘူးဟောင်းရှေပေါ်မြတ်တင်လို့တင်စားလာတဲ့ရှားပါမင်းသားတစ်လက်ဖြစ်လာပါတော့တယ်။ညညာနဲ့ပွင့်ရဖြစ်ပေမဲ့ကွန်ဝါဒနာပါတဲ့တန်မိုးထားတဲ့မြမစသမီဘိုးထိမ့်သိမ့်မှုအတွက်ဇမင်းသားဘဝကိုရည်ချေနေတာပေါ့။ညညာနဲ့အမှုပညာကိုပေါင်းဆက်ပြီးဇသမီရောကောင်ကိုမြင့်တင်တဲ့အောင်စဘူးကိုရီတဇီရောဝါရောလီစာအားကြောင့်မဆုံဖြစ်နေကြမှာ။ဂိမ်းရီတဇီရင်စိတ်ထားလေးကောင်ပညာလေးတန်အမှုပညာမလေးထူးချွန်တဲ့မင်းသားလေးအောင်စဘူးကိုချီးသူရဲ့ကျိုးသားအားထုတ်မှုတွေပေါ်မှာဘလို့မျိုးမြင်ကြလဲဆိုတော့ comment မှာပြောသားကြပါအောင်ရှင်။ ကြီးချောင်းပြီးခင်ကြရပြည်သက်ဒုတိယစီစီကိုကျင်းစုထူရေးတင်ရှိပါရရှင်